ကိုင်းတိုင်းဒေသကြီးကလေးနဲ့တမူးမျိုးနယ်ကြားမှာလည်းစစ်ရေးတင်းမာမှုအရှိန်မြင့်နေပါတယ်။စစ်ကောင်မရှင်တပ်ဟာမြန်မာအိန္ဒိယနယ်စပ်ကိုဆက်သွဲထားတဲ့အရေးပါတဲ့အာရှလမ်းမကြီးပေါ်ကိုစစ်တောင်းနှစ်ကြောင်းနဲ့ညက်ပိတ်ထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေသလိုဒေသခံထောက်တောင်းချီလဲထွက်ပြေးသိမ်းရှောင်နေရပါတယ်။ကလေးမျိုးဘက်ကနေစစ်ကြောင်းတကြောင်းတမူးမျိုးနဲ့ပန်းတာရွာဘက်ကနေစစ်ကြောင်းတကြောင်းအင်အားအလုံးရင်းနဲ့အာရှလမ်းမကြီးပေါ်ကိုဝင်ရောက်လာတာပါ။ အော်တိုဘား22ရက်နေ့မှာကလေးဖက်ကစစ်ကြောင်းဟာစော်ဘွားရီရှင်ရွာအနီးတမူဖက်ကစစ်ကြောင်းကတော့နမ်းမွန်တာရွာအနီးမှာ PDF ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကြောင်းတစ်ခုဟာညက်ပိတ်ထိုးနေတယ်လို့ဖြစ်နေတယ်လို့စစ်ရေးတင်းရင်းမြစ်တွေကပြောပါတယ်။ဒီထိုးစစ်တွေကြောင့်ကလေးမြို့နယ်မြောက်ပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတချို့ကိုလည်းလက်လွတ်ခဲ့ရပါတယ်။ စစ်ကြောင်းထုံမှုကြောင့်ကလေးတမူလမ်းမကြီးတလျှောက်နဲ့မြောက်ပိုင်းဒေသတလျှောက်ကရွာပေါင်း90ကျော်ကပြည်သူတွေဟာတောတောင်တွေထဲထွက်ပြေးသိမ်းရှောင်နေရပါတယ်။စစ်ရှောက်ဦးကြီးဟာတပေါင်းကျော်လောက်ရှိပြီးသူတို့ဟာကိုလူယုံထွက်ပြေးလာကြရတာကြောင့်အစာအတော့ဆန်မိုးကအူခွက်ပကံစားတဲ့အခြေခံပြည်စီတွေလုံးဝမပါတဲ့မိသားစုတွေအများပြားရှိနေပါတယ်။ စစ်ရှောက်ရီထဲမှာကိုဝန်ဆောင်မိခင်တက်ကြီးရွယ်ဦးနဲ့နာမကျန်းဖြစ်သူ3000ကျော်လောက်ပါတာကြောင့်စေဝါနဲ့ကျင်းမာရေးစောက်ရှောက်မှုတွေလည်းအရေးပေါ်လိုအပ်နေပါတယ်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကလေးတမူလမ်းပိုင်းတလျှောက်မှာအော်တိုဘန်16နဲ့18ရက်နေ့တွေမှာအရက်သား10ယောက်ထက်မနည်းတပြက်ခံခဲ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်